မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ဗကုတိုင်းတောင်ကုန်းမြို့နားမှာ AR Registers K 9.1အဆင့်ရှိတဲ့ငလျင်တစ်ခုဒီကနေ့မှလောက်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့စက်တမာလ9ရက်နေ့မနက်9:48မိနစ်ကတောင်ကုန်မြို့ရဲ့အနောက်ဘက်30ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြူပြီးတော့လှုပ်ခတ်သွားတယ်လို့ဆိုပါရယ်မြေငလင်တိုင်းတာဇက်တွေကနေအသုံးပြုတဲ့စကီးနဲ့တိုင်းတာတဲ့နီလန်းကိုမူတည်ပြီးတော့ငလင်အင်အားပမာဏအနည်းငယ်ကွာခြားနိုင်တယ်လို့ငလင်အန်ရဲ့အကြောင်းထိခိုက်ဆုံးရှုံးတာတွေရောနေစေဖို့အတွက်ဆောင်းရံရှောင်းရံသတိပြုရန်နေနဲ့အညီနေထိုင်ကြဖို့ကိုလည်းအသေးသေးထားကြောင်းတရင်ရရှိပါရယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းမှာနယ်မြေကွင်းဆင်းတဲ့အချိန် KNU ရဲ့တိုက်ခိုက်မှုကြောင့်ပေဆုံးသွားတဲ့ဗိုလ်ပြင်းစကခ73ကဒုစကခမူဘုံမူကြီးမျိုးတန်ကို나ရေးတဂျုံနေတဲ့အချိန်မှာဘုံမူချုပ်ယာရူးကိုစစ်တပ်ကယာရူးတိုးပေးလိုက်ပြီးတော့သူရဲကောင်းမတန်းဝင်တစ်စိတ်ကိုပေးရမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ25ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာတနင်္လာရီတိုင်းဗိုလ်ပြင်းမျိုးကလေညာမျိုးဘက်ကိုနယ်မြေစစ်ဆေးရေးအတွက်ကွင်းဆင်းတဲ့ ဗိုလ်ပြင်းခြေဆိုင်အမှတ်ဆက်3စစ်စင်ရေးကိုကဲမှုဌာနချုပ်ကဒုတိယစကားခမှုဘုံမူကြီးမျိုးတန်ဟာ KNL ရဲ့တိုက်ခတ်မှုကြောင့်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။ KNL တပ်များကစစ်ကား3စီးကိုပြစ်ခတ်တိုက်ခတ်ခဲ့ရာဗိုလ်ပြင်းအခြေဆိုင်အမှတ်ဆက်3စစ်စင်ရေးနဲ့ကိုကဲမှုဌာနချုပ်ကဒုတိယစကားခမှုဘုံမူကြီးမျိုးတန်အပါအဝင်စစ်ခွဲအကောင်20ထက်မနည်းတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်ဘုံမူကြီးမျိုးတန်ရဲ့အလောင်းအပါအဝင်စစ်သားတွေရဲ့အလောင်းများကိုရရမြောက်ောက်ယူပြီးတော့ဗိုလ်ပြင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါဗျ။ ဩဂတ်စ်လ28ရက်နေ့မှာဘုံမူကြီးမျိုးတန်ကိုဘုံမူချုပ်ယာရုကို ပေးပြီးတော့ကြိုခဲ့တယ်လို့သိရပါဗျ။ပေတဲ့အချိန်ကျမှတဆင့်မြင့်ယာရူပေးလိုက်တာပေါ့ပြောရမယ်ဆိုရင်တော့ဘိတ်ကျွန်းစုဘက်မှာသူတာဝန်ယူထားတဲ့တပ်နယ်မြေ area ထဲမှာသူ့အနေနဲ့ဒုတမမှုတယောက်အနေနဲ့ area commander ပါသူ့အနေနဲ့ရင်နန်း၃စီးလောက်နဲ့ဆိုတာလုံးဝမဖြစ်တဲ့အနေထားမျိုးပေါ့အဲ့ဒါကိုကြည်ချင်းအဖြစ်ဒီကောင်လေးစီမှာနောက်ချန်အင်အားအတော်နှဲပါနေပြီဆိုတာသိရပါတယ်ဘာလို့လဲဆိုတော့ချင်းလင်းတိုင်ရင်တိုင်ရင်မှုတယောက်စစ်ကြောင်းထွက်တယ်ဆိုလို့ရှိရင်လုံခြုံရေးထွက်တယ်ဆိုရင် ်အမှန်တိုင်းပြောရင်တော့ကား6စီးလောက်ပါတယ်ဗျအခုဟာကကား3စီးလောက်ဆိုတဲ့အဆင့်ကတက်ခွဲမှုပြောရမယ်ဆိုရင်တော့စီနီယာကက်တင်လုတ်တက်ရင်နဲ့ဗိုလ်ကြီးတယောက်သွားတဲ့လမ်းကြောင်းလောက်ပဲရှိပါတယ်ဒါမျိုးတွေကိုနှစ်သိမ့်တဲ့အနေနဲ့တစ်ဆင့်မြင့်တဲ့ယာလူပေးလိုက်တဲ့အနေထားမျိုးပေါ့ဒီလိုမျိုးရခိုင်စစ်မြေပြင်တွေမှာလဲ viewer မှုကိုတောင်မှပဲ ဗိုလ်မှူးချုပ်ယာရူပေးလိုက်တယ်ဆိုတော့သူကဗျူဟာမူးထက်မြင်းနဲ့စက်ကန်ကွန်မန်ဒါအဆင့်ဆိုတော့စစ်တပ်ကမဖြစ်မနေပေးလိုက်ရတော့တဲ့အနေအထားမျိုးမျိုးပေးရတာပါလို့စီဒန်ပုံကြီးစင်ဟောကရှင်းပြထားပါတယ်စက္ကခ73ဒုတိယစက္ကခမူးဗိုလ်မှူးကြီးမျိုးတန်ဟာတေဆုံးတဲ့အချိန်မှာအသက်49နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်၎င်းဟာတနင်္သာရီတိုင်းကပြည်သူစစ်တပ်များကိုဦးစီးကိုခဲ့ရသူတအုပ်ဖြစ်ပြီးတော့စစ်တပ်ကတော့အပတ်စဉ်40ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်2023ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာစစ်မှုထမ်းကောင်းတစ်စိတ်ချင်းမြင့်ခံရသူဖြစ်တယ်လို့ ိရပါတယ်။၎င်းတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ကံရတန်တိုင်းစစ်ဌာနချုပ်ကစက္ကခ73စက္ကခမူးကိုစစ်ခုံရုံဖွဲ့ပြီးတော့စစ်ဆင်းမှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကိုတိုးတက်မှာကိုမလိုလားသူများကမင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်ကိုနှွမ်းမိုးသွားစေရန်အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးသတင်းကိုလှုပ်ကြံပြီးတော့ထုတ်လွှင့်လိုက်ခြင်းဖြစ်တယ်လို့ဇော်မဲလုံးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကတရုတ်နိုင်ငံကနေပြန်လည်ရောက်ရှိလာတဲ့ အချမ်းဖတ်ဇော်မဲလုံးကနေပြီးတော့လေးစိတ်မှာစစ်ခွေးလောက်ခံဝါရဖြတ်မီဒီယာများကနေတဆင့်အခုလိုပြောဆိုလိုက်ချင်းဖြစ်တယ်လို့သိရပါတယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်မှာနှလုံးရောဂါစိုးဝါးစွာခံစားနေရပြီးတော့နှလုံးရောဂါအထုခုဆရာဝန်နဲ့ပြတာခွင့်ရရှိရန်တောင်းဆိုထားတော်လဲစစ်ခွေးတက်ကငင်းဆန်လျက်ရှိကြောင်းတားဖြစ်သူကိုထိန်လင်းကနိုင်ငံတကာမီဒီယာများကနေတဆင့်ထုတ်ဖော်ပြောဆိုလိုက်တယ်လို့သိရပါတယ် အကြမ်းဇော်မဲလုံးကတော့ဒေါ်ဆန်းစုကြည်ရဲ့အကြမ်းရေးဟာကောင်းမွန်နေပြီးတော့မင်းအောင်လိုင်းရဲ့တရုတ်ခီးစဉ်ကိုလွှမ်းမိုးစေရန်အတွက်လှုပ်ကြံထားတဲ့သတင်းဖြစ်ကြောင်းအချိန်မီဖြည့်ရှင်းခဲ့ကြောင်းလည်းပြောဆိုခဲ့ပါတယ်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကောင်းပါတယ်မင်းအောင်လိုင်းရဲ့တရုတ်ခီးစဉ်သတင်းကိုလွှမ်းမိုးဖို့အတွက်လှုပ်ကြံတဲ့သတင်းတစ်ခုကိုထုတ်လွှင့်လိုက်တာဖြစ်ပါတယ်ဒီခီးစဉ်ကိုမိမ့်မိန်လိုတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကိုမလိုလားတဲ့ကျွန်တော်တို့ရဲ့တိုးတက်မှာကိုမလိုလားတဲ့သူတွေကထုတ်လွှင့်လိုက်တဲ့ထုတ်လွှင့်ချက်ဖြစ်ပါတယ်လို့ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်ဒါပေမဲ့အကြမ်းဖက်ဇော်မဲလုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမာရေးကောင်းမွန်ကြောင်းတပ်တွေအထောက်အထားဒစုံတရားမပြနိုင်ဘဲနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမြည်တို့မြည်ပုံထိမ့်သိမ်းထားတယ်ဆိုတာကိုတောင်မှထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။အရခတက်တော် AA ရဲ့စေဦးစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမာရေးကိုစိုးရိမ်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများကိုမလွတ်ပေးဘဲယုံကြည်စိတ်ချရတဲ့ငြိမ်းချမ်းရေးကိုမတီးဆောက်နိုင်ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းနယ်ကလေးမျက်နှာ၊ရေကြီး၊တာပေါင်း၊အင်္ဂဗုံစတဲ့မြို့နယ်တွေမှာစစ်စေးရေးဂိတ်တွေကြောင့်73စီဈေးတွေအစမတန်မြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့နယ်တွေဖြစ်တဲ့အဲ့ဒီလေးမြို့နယ်မှာပြီးခဲ့တဲ့ဇွန်လပိုင်းကစပြီးတော့ကုန်စီတည်ယူခွင့်တွေပိတ်ခဲ့တာဖြစ်ပြီးတော့73စီတလီတာကို8500ကျပ်ကနေအခုဆိုရင်1000အထိကိုပေးနေရတယ်လို့ဒေသခံတွေကပြောပြထားပါတယ်။စီပေါစာကားတစ်စီးကိုကျပ်တစ်သိန်း5000ကနေပြီးတော့ဂိတ်တစ်ခုကိုပုံမှန်ပေးနေရပါတယ်။မြို့ ့နယ်တစ်မြို့နယ်ကိုရောက်ရင်အဲ့ဒီမြို့နယ်ရဲ့ခွင့်ပြုချက်ယူရတာနဲ့လမ်းကြောင်းအခြေအနေနဲ့ဆိုရင်အခုဆိုဘောက်စားတွေအဝင်မခံတော့ဘူးမောင်ခိုသွေးရတဲ့နေရာတွေဆိုရင်စီတလီတာတဘူးကိုတထောင်ကျော်နေတယ်လို့တာပေါင်းမြို့ဒေသခံတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်ကောမရှင်က AOD တိုင်းတဲ့ကမြို့နယ်တွေကိုအကန့်အသတ်နဲ့သာကုန်ပစ္စည်းတွေကိုတည်ယူခွင့်ပြုထားတာကြောင့် အခုလိုဈေးတွေအစမတန်ပေးနေရတာလို့ဆိုပါတယ်ဒါအပြင်စစ်စေးရေး gate တွေကလည်းစီတယ်ယူမှုနဲ့ပတ်သက်ပြီးတော့အเจ้าမရှိအเจ้าရှာကဝင်ညစ်တာတွေကြောင့်စီစေးကပုံမှုပြီးတော့မြင့်တက်နေတယ်လို့သိရပါတယ်လူတယောက်ကိုစီတဘူးပဲတည်ခွင့်ပြုတယ် gate တွေကဆစ်ရင်ပို့ရင်တိန်းတာတွေရှိတယ်ကားတွေကိုလည်းစီထည့်ရင်စီအပြစ်ထက်ခွင့်မပေးဘူးဖွင့်ကြည့်တယ်စီဆိုင်တွေကထောက်ခံစားအဆင့်ဆင့်ယူရတယ် အိမ်ကမီးစက်အတွက်စီဝဲခြင်းအောင်မှရက်ကွက်ထောက်ခံစားနဲ့စီသုံးမှုအထိပဲဝယ်ခွင့်ပြုတယ်လို့ငတိုင်းချောင်းကဒေသခံတအူးကလည်းပြောပြထားပါဗျ။ငတိုင်းချောင်းမြို့အထွတ်ပသိမ်မုံရွာလမ်းပေါ်ကငတိုင်းချောင်းခွလမ်းဆောင်ကရင်းနေတာစစ်စစ်ရိတ်ဂိတ်မှာစိုင်ကယ်နဲ့ကားတွေနေစဉ်စစ်ဆင်းနေပြီးတော့ တမတ်ကုံထက်ပုံပုံပြီးတော့တည်ယူမိတာဆန်အိတ်နဲ့စားတောက်ကုံတွေတဲလာတာကိုတွေ့ရင်အဲ့ဒီဂိတ်တွေကနေပြီးတော့တိမ့်ဆိတ်လိုက်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကုံကားတစည်းပေါ်မှာဆိုင်ကယ်တစည်းပါလာလို့ဆိုပြီးတော့လိုင်စင်ရှိပြီမယ်။ပန်းရှင်ကိုယ်တိုင်မပါလို့ဆိုပြီးတိမ့်ယူထားတာမျိုးတွေလည်းရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမြို့နယ်ကိုမနေ့ကညပိုင်းကစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်နေအိမ်တချို့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ6နာရီဝန်းကျင်အချိန်မှာကြောင်မဲမြို့ပေါ်အမှတ်ခွန်ရက်ကမြောက်ကုန်းကိုစစ်တပ်ကလေရင်နဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲချမှုကြောင့်နေအိမ်တချို့ပျက်စီးသွားတော့လဲလူတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ မနေ့ကညပိုင်းကဘုံကျဲသွားတာကကြောင်မဲမြောက်ကုန်းရှင်းရှင်းကုံစုံဆိုင်ဘေးမှာရှိတဲ့ဓာတ်မှန်အိမ်ကိုကျဲချသွားတာပါပျက်စီးသွားတာကတော့ဦးဆိုင်ဆန်ညွန့်ရဲ့အိမ်မှာအိမ်ရှင်တွေလည်းမရှိဘူးစစ်ဘေးရှောင်နေကြတော့လူတော့အထီးကိမ်းမှုမရှိပါဘူးနေအိမ်တချို့တော့ဘုံစားတွေမှန်ပြီးတော့ပျက်စီးကုန်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ကြောင်မဲမြို့ပေါ်မှာပြည်သူအများစုဟာစစ်ဘေးတိမ်းရှောင်သွားပြီဖြစ်တဲ့အတွက်အိမ်ဆောင်ပြည်သူတချို့သာကြံရိပ်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်တဲ့ရှိတယ်လို့သိရပါတယ် စက်တမလာ၄ရက်နေ့မနက်၁၀နာရီခွဲအချိန်စစ်ခွေးတပ်ကကြောင်မဲမြို့နယ်ပမ်ကွန်ချေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်၄၅၀ဘုံးနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။စစ်ခွေးတပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့် စီဒီပထိုးများဘုံစာထိမှန်ပြီးတော့ပြည့်စည်သွားခဲ့တယ်လို့သိရပါတယ်အလားတူပဲဩဂတ်စ30ရက်နေ့ည9:48မိနစ်ည9:50မိနစ်အချိန်တို့မှာကြောင်မဲမြို့နယ်နားခေါ်ကျေးရွာအတွင်းကိုပေါင်150ဘုံနှလုံးကျဲချခဲ့ပြီးတော့၎င်းဘုံကျဲချမှုကြောင့်နေအိမ်၄လုံးပြည့်စည်သွားခဲ့ရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတက်ကကြောင်မဲမျိုးပေါ်ကိုဥတီပြီးတော့စစ်ကြောင်းထုံးနေပြီးလေကြောင်းတက်ခတ်မှုများကိုလည်းတောက်လျှောက်စိုးတလုံးလှုပ်ဆောင်နေရာပြည်သူများထိခိုက်ဒေဆုံးမှုများဇက်တိုက်ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါဗျာ ဩဂတ်စ်လ29ရက်နေ့ကစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြောင်မဲမြို့နယ်မိုင်းလုံးမြို့ပန်းတပြေကြီးရွာအတွင်းကိုပေါင်250ဘုံလေးလုံးကျဲချတိုက်ခတ်မှုကြောင့်ဒီလရှင်တန်ဃာတော်နဲ့ပြည်သူလူထုများသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၄လုံး၊ကျောင်းဆောင်၅ဆောင်နဲ့ဓမာယုံတယုံတို့ကိုလည်းဘုံစားထိမှန်ပြက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲဩဂတ်စ်လ29ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ် 开动红机网络，社会大家。人人见面能别开开呀？人人见面听买卖咯。阿德，我再等你约，市面上无数毛低生多的等一下是买得起喵。 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့နယ်မှာစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့လူငယ်များအလုံးကိုဆေးစစ်ရန်အကြမ်းဖက်စစ်ခွေးတပ်ကအာဓမ္မဆင်ခေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ6ရက်နေ့ကကြောက်စဲမြို့နယ်အတွင်းမှာရှိတဲ့စစ်မှုထမ်းရန်အကျုံးဝင်နေတဲ့လူငယ်များအလုံးကိုစစ်ခွေးတပ်ကဆေးစစ်ရန်ဆင်ခေါ်လာခြင်းဖြစ်ပြီးတော့အခုလိုဆေးစစ်ရန်ဆင်ခေါ်ခြင်းဟာအဆင့်များစွာကိုကြော်ဖြတ်ပြီးတော့ဆင်ခေါ်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ကြောက်စဲမြို့နယ်အတွင်းမှာရှိတဲ့လူငယ်များအလုံးအနေနဲ့စက်တမ လ၈ရက်နေ့မှာထွေအုံရုံးကိုမပြတ်မကွက်သတင်းပေးပို့ရမှာဖြစ်ပြီးတော့သတင်းပို့ရန်ပြက်ကွက်ပါကအေးအေးယူမယ်လို့စင်ခေါ်စာမှာချိန်ချောက်ထားပါတယ်အခုလိုမျိုးစင်ခေါ်ရမှာကြီးပါနဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ပတ်သက်သူများအပေါင်းပါများရဲ့တာတူများစေအရာရှိနန်းစီဒီယမ်အရာရှိကြီးများရဲ့တားများမပါဝင်ပဲ တာမန်အရက်သားလူငယ်များကိုသာအဓိကစိတ်ခေါ်ထားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောက်စင်မှာရှိတဲ့အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေအားလုံးကိုစိတ်မုတ်ထမ်းရန်အရွယ်ရောက်သူတွေအဖြစ်မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသူအားလုံးကိုစိတ်ဆစ်ဖို့စိတ်ခေါ်ထားပါတယ်။တာမန်ရွာသူရွာသားတွေကိုပဲစိတ်ခေါ်စာတွေပေးပို့ထားတယ်။သူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့လူငယ်တွေအားလုံးဆွေမျိုးသားချင်းတွေစစ်ဘောမတွေအကုန်လုံးကိုခြံထားခဲ့တယ်လို့ကြောက်စင်မျိုးကဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ကြောက်စဲမျိုးနဲ့ကလေးကြီးရွာမှာအုတ်ချုပ်ရေးမှုမြင်းမွေးနဲ့တပည့်ရာအိမ်မှုမြဝင် ်ရာယမိုးဝင်းမြင့်ရာယမိုးစန်းကြီးရာယမိုးမြင်းသိန်းတို့ကလူငယ်များအလုံးကိုစစ်မှုထမ်းရေးအတွက်ဆေးသွားရောက်စစ်ဆေးရန်ဆေးခေါ်စာပေးပို့ခြင်းလူငယ်များကိုဖိအားပေးခြင်းများကိုလှုပ်ဆောင်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ